အားလုံးပဲမင်္ဂလာပါ K2K Knowledge Bank ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီတစ်ပတ်အတွက်တော့ကျွန်တော် Business Corner ကနေပတ်စံဆိုတာဘာလဲဆိုတဲ့ခေါင်းစဉ်လေးကိုယူချက်ထားပါတယ်ဗျကျွန်တော်ငယ်ငယ်တုန်းကစဉ်းစားကြည့်ခဲ့ဘူးတယ်အစိုးရကဘာလို့ပတ်စံတွေအများကြီးထုတ်ပြီးတော့ဆင်းရဲတဲ့လူတွေဘာလို့လိုက်မကူညီတာလဲပေါ့နော်မိတ်ဆွေတို့ရောအဲ့လိုစဉ်းစားကြည့်ခဲ့ဘူးလားတကယ်ကကျွန်တော်ပတ်စံဆိုတာဘာလဲဆိုတာကိုနားမလည်ခဲ့လို့ကျွန်တော်ဒီလိုစဉ်းစားမိတာဗျ တက်တန်ကြောင်းကိုနားလည်အောင်ပြောပြရမယ်ဆိုရင်ဆိုကြပါစို့ကျွန်တော်နဲ့ကျွန်တော်တငယ်ချင်း9ယောက်ဟာနေမီတစ်ခုဝယ်လိုက်တယ်ဝယ်ပြီးတော့အမှကျွန်တော်နိုင်ငံတစ်ခုအနေနဲ့နေကြမယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တငယ်ချင်း9ယောက်ကတယောက်ချင်းစီရဲ့ဆွမ်းဆွမ်းဆောင်ရေးကစဘာ200ပဲထွက်တယ်ဆိုပါဦးဗျာစဘာ200ဆိုလို့ရှိရင်9ယောက်ဆိုတော့စုပေါင်းစဘာ1000ပေါ့စဘာ1000ဆိုတော့ကျွန်တော်တို့တွေကပြီးတော့ဆန်လည်းအမျိုးအစားမတူတော့တယောက်တစ်ယောက်လဲပြီးတော့လဲစားရင်စီရဗျာအဲ့ဒါခါကျတော့တယောက်နဲ့တယောက်တယောက်တည်င်းသူတည်င်းပေးကိုတည်င်းပေးနဲ့တည်င်းတည်င်းချင်းလဲမဲ့စား ကျွန်တော်ဝေဆက်ကူလေးလေးထောက်ပြီးကျွန်တော်တို့ပတ်စံအနေနဲ့ပေါ့နော်အလဲလဲလောက်ကြမယ်လို့သဘောတူကြရတယ်။အဲ့နဲ့ပဲကျွန်တော်တို့ကစပါးတင်းကိုတစ်ချက်ဆိုပြီးကျွန်တော်တို့ဝေကြက်တန်လေးတွေပေါ့နော်စုစုပေါင်းဟိုကြက်တန်တစ်ချက်တန်တစ်ထောင်အရွက်တစ်ထောင်လောက်ထောက်လိုက်တယ်။အဲ့တော့တယောက်ချင်းစီကစပါး200ထွက်တဲ့လူရောမလို့တယောက်ကိုကြက်200စီပိုင်ဆိုင်သွားကြပြီပေါ့ဗျာ။နောက်ကြတာတော့ကျွန်တော်တို့9ယောက်ကမိမတယောက်စီယူလိုက်ကြတယ်ပေါ့ဗျာ။အဲ့တော့စုစုပေါင်းလူ10ယောက်ဖြစ်သွားပြီ။ဒါနဲ့ပဲကျွန်တော်လောဘတက်ပြီးတော့ နောက်ထပ်ပတ်စံ1000စီဆက်ထုတ်လိုက်တယ်1000ထုတ်လိုက်တဲ့ခါကျတော့ကျွန်တော်စုစုပေါင်းအရင်က1000ရှိသားပြီးသားပြီးကျွန်တော်နောက်ထပ်1000ဆက်ထုတ်လိုက်တော့စုစုပေါင်း2000ဖြစ်သွားပြီဗျာဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်ထဲမှာထွက်နေစဘာထွက်တော့ကျတော့တက်မလာဘူးဗျာအရင်ကလည်း1000အခုလည်း1000ပဲအဲ့တော့ပြဿနာမှာစားပြီကျွန်တော်လက်ပတ်ငွေကနော်2000ဖြစ်သွားပြီဒါပေမဲ့တကယ်ထွက်ကုန်ထွက်ကုန်ကကျတော့စဘာ1000ပဲရှိတယ်အဲ့တော့တင်းကိုနောက်ဆုံးကျတော့ဈေးက2ကျပ်ဖြစ်သွားတယ် ဒီနေရာမှာသတိထားမိရတာမသိဘူးကျွန်တော်တိုင်းပြည်ရဲ့တန်ဖိုးကတက်မလာပဲကငွေတွေပဲဆက်ထုတ်နေမှာဆိုရင်ပစ္စည်းရဲ့ဈေးပမာဏတွေပဲလိုက်တက်လာလိမ့်မယ်ဒါကပဲကျွန်တော်တို့ငွေကြေးဖောင်းပွားမှု inflation ရဲ့လို့ခေါ်ကြတာပေါ့ဗျာတိကျတဲ့ဥပမာတစ်ခုပြရမယ်ဆိုရင်တော့ကျွန်တော်ဇင်ဘာဘွေနိုင်ငံမှာအခုလိုမျိုးငွေကြေးဖောင်းပွားမှုဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့ဈေးတစ်ခါသွားလို့ရှိရင်ပတ်စံတွေကိုကားနဲ့တင်ပြီးတော့ယူသွားရလို့ကြားခဲ့ဘူးလေဗျာတိုင်းပြည်ရဲ့တန်ဖိုးကြတော့ကျွန်တော်ဒီဥပမာလေးမှာကျွန်တော်စဘာလို့ကျွန်တော်ပြောပြထားတယ်ဒါပေမဲ့တကယ်ကြတော့ကျွန်တော်တိုင်းပြည်ရဲ့တန်ဖိုးကိုဥပမာတက်ပြီးထွက်ကုန် GDP နိုင်ငံသား truck ကုန် GMP အစတဲ့အရာတွေနဲ့တိုင်းတာပဲပေါ့ဗျာဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်အရင်ကစောင်းပိုင်းတစ်ပုဒ်ရေးခဲ့ဘူးလေဗျာစောင်းပိုင်းနာမည်က what is GDP လို့ခေါ်တယ်ကျွန်တော်ဒီ post ရဲ့အပေါ်မှာကျွန်တော် link လေးချပေးထားမှာမို့လို့စိတ်ပါဝင်စားလူတွေတော့ဖတ်ကြည့်လို့ရတယ်အဲ့တော့ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲရက်လိုက်မယ်ဆိုလို့ရှိရင်ရန်တူနေမလားပဲဒါကြောင့်ကျွန်တော်ပတ်စံအကြောင်းလေးကိုနည်းနည်းလေးဆက်ပြောကြည့်အောင်ဗျာအဲ့တော့ကျွန်တော်ဒီဥပမာလေးရဆိုရင်ဒီကကျွန်တော်ပြောခဲ့တဲ့ဥပမာလေးရဆိုရင်ကျွန်တော်တကယ်ဆင်းရဲသားတွေကိုကျွန်တော်ကူညီတယ်ဆိုကူညီခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ပတ်စံကိုပို့ထုတ်ရမှာလား ကျွန်တော်တန်းပြီးထုတ်ကုန်ကိုပုံများအောင်လုပ်ရမလားဆိုတာသဘောပေါက်မှထင်တယ်နော်ကျွန်တော်အဓိကငွေပတ်စံပို့ထုတ်ဖို့မဟုတ်ဘူးတကယ်တန်းပြီးရဲ့ truck ကိုပုံများအောင်ထုတ်ဖို့အဓိကဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်လက်ရှိသုံးနေပတ်စံနေပေါ့ဗျာဥပမာကျွန်တော်1000တန်ဆိုပါတော့ဒီ1000တန်ငွေစက်ကူလေးကကျွန်တော်1000တန်နဲ့ပစ္စည်းတွေဝန်ဆောင်မှုတွေကိုကျွန်တော်ဝယ်ယူလို့ရပါတယ်တနည်းအားဖြင့်ကျွန်တော် goods and service တွေပေါ့နော်အားတွေဝယ်လို့ရမယ်ဒါပေမဲ့ကျွန်တော်အမှုမှန်မှန်ဖြစ်နေတာကဒီ1000တန်လေးတွေမှာဒီ1000တန်လေးဖြစ်လာလို့တန်ကြီးတစ်ခုရှိနေတာဆိုတော့ပါပဲ ရေဆိုရင်ကျွန်တော်ဒီ1000ငွေဝယ်ဆက်ကူကသူ့ကိုထုတ်လို့ဖို့အတွက်တရားကုန်ကြမယ်ဆိုရှင်သူ့ရဲ့တန်ဖိုးက9900ပဲတန်ပါတယ်။ဒါကြတော့သူ့ကိုထုတ်လို့ဖို့အတွက်900ကုန်ကြမယ်ဆိုရင်သူ့ရဲ့တန်ဖိုးက9500ပဲတန်ချင်တန်မယ်။ဘာလို့ဆိုကျွန်တော်လက်တို့ထုတ်ဖို့အတွက်ဘလောက်ကုန်လဲဆိုတော့မသိဘူးလေ။အဲ့တော့ကျွန်တော်တို့မှန်းပြောကြည့်တာပေါ့နော်။ပြောချင်တာကကျွန်တော်ဒီတန်ချီတန်အတန်ချီတခုကိုပေးတဲ့တိုင်းပေးတဲ့တိုင်းပဲကျွန်တော်တို့ဒီဒီငွေဆက်ကူတန်ဖိုးပေါ့နော်။ဒီတော့အပြင်ဒီငွေဆက်ကူတန်ဖိုးပါကျွန်တော်ထည့်ပေးနေရတယ်ဆိုတော့ပြောပြချင်တာပါ။ ဒါကြောင့်အခုနောက်ပိုင်းမှာကျတော့ကျွန်တော် digital money လို့ခေါ်တဲ့ CBP တို့လို့ဗာပေးညာပေးပေါ့နော်အဲ့လိုမျိုးတွေ mobile banking တွေပေါ်လာပြန်တယ်ဆိုတော့ internet ကနေပေးချေတဲ့စနစ်တွေပေါ့နော်ဒီ internet မှာကျွန်တော်တအုပ်နဲ့တူပို့တဲ့စနစ်တွေကြတော့ဥပမာကျွန်တော်ကဒီကျွန်တော်တကယ်ကျွန်တော် file တစ်ခုကိုကျွန်တော် email ကနေပို့လိုက်မယ် attach တွဲလိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကို copy တစ်ခုပို့ရတာဗျာကျွန်တော်ရှိမှာ original တစ်ခုကြံနေသေးတယ်เนาะအဲ့တော့ ပတ်စံကြကျွန်တော်ဒီလိုလို့မရဘူးဗျာကျွန်တော်တို့မှာတို့ကိုတထောင်လွှဲလိုက်ရင်ကျွန်တော်တို့ရှိမှာတထောင်ယော့သွားဖို့လိုတယ်ကျွန်တော်တထောင်လွှဲရင်ကျွန်တော်ရှိမှာတထောင်ယော့သွားဖို့လိုတယ်မယော့သွားရင်တော့ပြဿနာရှိပါတယ်အဲဒီပြဿနာကိုကျွန်တော်တို့ double spending ပြဿနာလို့ခေါ်တယ်အဲ့တော့ကျွန်တော်တို့ငွေလွှဲတဲ့ခါမှာဒီ double spending ပြဿနာကိုဖြေရှင်းဖို့ကြားခံပန်တွေလိုလာတယ်ဗျဘန်တွေကကျွန်တော်ငွေလဲငွေရှိတဲ့စည်စည်ရင်းတွေကိုတို့မှထိန်းချိထိန်းချုပ်ထားတဲ့ကြောင့်ကျွန်တော်တထောင်တထောင်ချေလိုက်ရင်ကျွန်တော်ကျွန်တော်အကောင့်ထဲကတထောင်လျှော့ပေးတယ်ပေါ့နော်အဲဒီလိုမျိုးလုပ်ပေးရင်လည်းတို့က double spending ပြဿနာကိုဖြေတယ်သွားတယ်ပေါ့ ဒီမှာလဲကျွန်တော်ပြဿနာတစ်ခုထပ်ရှိတယ်ဒါ digital money မှာဘာပြဿနာလဲဆိုတော့ဟိုမှာကျွန်တော်တို့ကပစ္စည်းတစ်ခုကို online ငွေချေလိုက်တယ်ဗျာချေတဲ့ခါကျရင်ကျွန်တော်တို့ကဒီဂျားကန်ဘန်တွေကဆောင်ရွက်ပေးနေတဲ့ဖြစ်ကြောင်းသူတို့ကလည်းကျွန်တော်ဝန်ဆောင်ကပေးရတာပေါ့မပေးရင်ကျွန်တော်တို့ဒီပြဿနာကျွန်တော်တက်ကျွန်တော်တို့တက်ကုန်မှာပေါ့နော်အဲကြောင့်မို့ကျွန်တော်ဒီမှာဟိုပစ္စည်းတစ်ခုဝယ်တိုင်းဝယ်တိုင်းမှာကျွန်တော်တို့ ban charges ဆိုပြီးကျွန်တော်တို့ထပ်ပေးနေရတယ်ပေါ်ကျွန်တော်တောင်းတန်ပစ္စည်းတစ်ခုပေါ်ကျွန်တော်တောင်းတောင်းတန်ပြီးကျွန်တော် ban charges မှာထပ်ပေးနေရတဲ့သဘောပေါ့ဗျာ အာဒါကြောင့်မလို့ဒါသူ့ဒီဂျန်နမန်ကြီးရဲ့ဒါသူ့ရဲ့ပြဿနာတစ်ခုပဲပေါ့နော်ဒါလည်းကျွန်တော်တို့လက်ရှိမှာကျွန်တော်တို့ဒီဟာကိုပဲတုံးနေတုံးနေသေးပါပဲဒါပေမဲ့ဒါတွေအားလုံးပြည်နေသေးတဲ့နောက်ဆုံးငွေကြေးပုံစံအတစ်ခုပေါ်နေတယ်ဗျသူ့နာမည်ကကျွန်တော် cryptocurrency လို့ခေါ်တယ် cryptocurrency ကတော့မျိုးမျိုးရှိတယ်ပေါ့နော်ဒီထဲမှာကျွန်တော် brand တစ်ခုဖြစ်တဲ့ bitcoin ဆိုတဲ့အကြောင်းလေးကိုကျွန်တော်အရင်ဆောင်းပိုင်းတစ်ခုရေးခဲ့ဘူးတယ်ဗျကျွန်တော်ရေးခဲ့ကောင်းတဲ့လေးအဖိုးတန်သောကိန်းကဏ္ဍများဆိုပြီးကျွန်တော်ရေးထားတယ်ဒီဒီ post လေးအပေါ်မှာကျွန်တော် link လေးချပေးသားတယ်ဟိုစိတ်ပြဝင်စားတဲ့လူကိုဖတ်ကြည့်လို့ရပါဗျာ ဒီ cryptocurrency ဒီ bitcoin ကကြတော့ကျွန်တော်တို့ဟိုအတက်ငွေကြီးပူးကြီးပုံစံတက်ဖြစ်တဲ့ကြောင့်တချို့နိုင်ငံတွေမှာကန့်သက်ထားတာရှိရပြ။ကျွန်တော်တို့နိုင်ငံပါဝင်ပေါ့နော်။အဲ့တော့အကောင်းဆုံးကတော့အစိုးရကန့်သက်ထားရင်ကျွန်တော်တို့အစိုးရဆိုးရဲဝီလန်တွေလိုက်နာတာအကောင်းဆုံးပေါ့နော်။သူကန့်သက်ထားရင်ကျွန်တော်မတုံးနဲ့ပေါ့။နောက်တော့ dashing နဲ့ပြောင်းလဲလာမယ်လို့ကျွန်တော်ထင်ပါတယ်။အာကဲကျွန်တော်ဒီဒီဘက်တင်ပြသွားတယ်လို့အားလုံးမနစ်သက်မလို့ထင်ပါတယ်။ကျွန်တော်နောက်လာမယ့်ပတ်တင်ပါလေ။ဘူးသူရရရလေးကိုတင်ပေးသွားမှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဘရိုလေးကို C first လေးတို့ထားကြပါမိနေအောင်နော်။